မင်္ဂလာပါခင်ဗျာ2025ခုနှစ်မေလ30ရက်နေ့မှဇွန်လ9ရက်နေ့ထိမြန်မာတက္ကရေ1389ခုနှစ်နေရုံလာဆန်း4ရက်နေ့မှစဲနေအတွင်းဖြစ်ပေါ်နိုင်တဲ့စိုက်ပျိုးရေးမိုးလေဝသအခြေအနေခံမှန်းချက်များကိုနေပြည်တော်မိုးလေဝသနဲ့ဇလပေတာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာမင်္ဂလာပင်လယ်အော်အခြေအနေခံမှန်းချက်များအနေနဲ့ကတော့အနောက်တောင်ဘက်တော်လေဟာကပ်ပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်အော်တို့မှာအာအသင့်အတင့်မှာအကောက်နေပါတယ် မိုးရွာသွန်းနိုင်မှုအခြေအနေခံမှန်းချက်များအနေနဲ့ကတော့တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးတို့မှာနေရာစစ်စိတ်မှာနေရာအနှံပြမိုးတက်ချုံရွာပါမယ်။အမြင့်ဆုံးပူချိန်အခြေအနေခံမှန်းချက်များအနေနဲ့ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ60ဒီဂရီဖာရန်ဟိုက်မှာ69ဒီဂရီဖာရန်ဟိုက်အတွင်း စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်ကယားပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနယ်အရှေ့ပိုင်းတို့မှာ80ဒီဂရီဖာရန်ဟိုက်မှ89ဒီဂရီဖာရန်ဟိုက်အတွင်းနဲ့ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ80ဒီဂရီဖာရန်ဟိုက်မှ89ဒီဂရီဖာရန်ဟိုက်အတွင်းရှိနေပါတယ်။အနေစားမှုချိန်ချိန်တွေခန့်မှန်းချက်များအနေနဲ့ကလည်းချင်းပြည်နယ်မှာ58ဒီဂရီဖာရန်ဟိုက်ခန့်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်ကယားပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ67ဒီဂရီဖာရန်ဟိုက်မှ87ဒီဂရီဖာရန်ဟိုက်အတွင်းနဲ့ နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမတလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေယာဘရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ82ဒီဂရီဖာရန်ဟိတ်မှာ81ဒီဂရီဖာရန်ဟိတ်အတွင်းရှိနေပါတယ်။လေတို့ဆိုရင်းစာအခြေအနေခံမှန်းချက်များအနေနဲ့ကတော့မကွေးတိုင်းဒေသကြီးမတလေးတိုင်းဒေသကြီးနေပြည်တော်နဲ့ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းတို့မှာ83ရာခိုင်နှုန်းမှာ84ရာခိုင်နှုန်းအတွင်းနဲ့ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာတော့85ရာခိုင်နှုန်းမှာ66ရာခိုင်နှုန်းအတွင်းရှိနေပါတယ်။ပင်ခွင့်ရေခွင့်ပြောင်းသောအချိန်တွေခက်မှန်းချက်များအနည်းငယ်ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာ23မီလီမီတာမှ32မီလီမီတာအတွင်းနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့73မီလီမီတာမှ22မီလီမီတာအတွင်းရှိနေပါတယ်။ ရင်းစူလာအောင်ရဲ့အခြေအနေခံမှန်းချက်များအနေနဲ့ကလည်းစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့မကွေးတိုင်းဒေသကြီးတို့မှာစုတ်စုတ်အခြေအနေနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့ပြေဝအခြေအနေအသီးသီးတို့မှာရှိနေပါတယ်။စိုက်ပျိုးရေးမိုးလေဝသအခြေအနေခံမှန်းချက်များကိုကြည့်ရှုနေကြတဲ့မိဘပြည်သူပေါင်းကိုယ်စိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ။